တင့်ကိုတကယ်မချစ်ဘဲလှစားနေတဲ့သူရဲ့လက္ခဏာ၅ချက်တကယ်မချစ်ဘဲအပျော်တွဲတဲ့သူတွေကတစ်ဖက်သားကိုမျောလင်းချက်တွေအများကြီးပေးပြီးထားခဲ့တတ်ကြပါတယ်ဒီလိုလှစားတဲ့သူတွေကအပြောချွတ်ချွတ်လေးနဲ့စီယုံသိမ့်သိမ့်ပြီးတော့သူတို့ရိုးရိုးလာတဲ့အခါတင့်ကိုဆွန့်ပစ်ခဲ့ကြမှာပါအဲဒါကြောင့်တင့်ကိုတကယ်မချစ်ဘဲကစားနေတဲ့သူတွေရဲ့လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်နော်နံပါတ်1နှစ်ယောက်ကြားကဆက်ဆံရေးတွေကိုစိတ်မဝင်စားခြင်း ။တင့်ကိုတကယ်မချစ်တဲ့သူကအပြင်မှာထွက်လဲဖို့ပြောပြီးကတိမတည်တတ်တဲ့သူတွေပါ။အကြောင်းပြချက်မရှိဘဲနဲ့လည်းအဆက်အသွယ်ရုတ်တရက်ဖြစ်သွားတတ်ပါတယ်။အဆက်အသွယ်ဖြစ်ရတဲ့အကြောင်းရင်းကိုလည်းတင့်ပြစ်ကြောက်ဆိုပြီးတော့အပြစ်ပုံချတတ်ပါတယ်။ဒီလိုပြုမှုကြောင့်တင့်မတ်မှာစိတ်မလုံခြုံမှုတွေကိုယ့်ကိုယုံကြည်မှုယုံနေတာတွေရရှိလာမှာပါ။နံပါတ်1တင့်ချောင်းကိုတီးဖို့မစ조사ခြင်းတကယ်မချစ်တဲ့သူကတင့်ချောင်းကိုတီးဖို့ဘယ်တော့မှစိတ်ဝင်စားပါဘူး အပြောကောင်းတာရှိပြီးတော့လက်တွေ့မှာတော့တင်ပေးမှာရှိနေပြီမှာမဟုတ်ပါဘူးတကယ်ချစ်တဲ့သူကတင်ရဲ့ကောင်းခြင်းဆိုးခြင်းတွေကို သူနဲ့ထပ်တူလို့ခံယူထားတာပါနံပါတ်3အပြောင်းလဲမြန်ခြင်းတင်ကိုတကယ်မချစ်ဘဲကစားနေတဲ့သူဟာဒီနေ့မှာတော့ကြည်ပြူနေပြီနောက်နေ့မှာတော့ဆက်သွယ်ဖြတ်ရှင်ဖြတ်ထားမှာပါစာပို့ရင်လည်းဝင်ဖက်လေးမရှိဘဲနဲ့အေတီအေးဆက်တာနေနေတတ်ပါတယ်တင်ရဲ့ခံစားချက်တွေကိုဘယ်တော့မှကိုချင်းစာပေးမဲ့သူမဟုတ်ပါဘူးနံပါတ်4 စိတ်ပင်ပန်းလာခြင်းတကယ်မချစ်တဲ့သူနဲ့တွေ့ရတဲ့အခါမှာစိတ်ကပျော်ရွှင်မှုမရှိတော့ဘဲနဲ့အမြဲလိုလိုပင်ပန်းနေတတ်ပါတယ်ဘယ်တော့မှအဆက်သွယ်ဖြတ်သွားမလဲဆိုတဲ့စိုးရိမ်စိတ်နဲ့စိတ်မလုံးချုံမှုတွေကိုခံစားရပါတယ်တင့်အတွက်အထီးကျန်မှုတွေဝမ်းနည်းမှုတွေသာကြံ့ရပြီးမိမိရဲ့ဖြစ်တည်မှုတွေပျောက်ဆုံးနေမှာပါနံပါတ်၅ရည်စားပြိုင်ထားခြင်းတင့်ကိုတကယ်မချစ်တဲ့သူကအချိန်ထဲမှာပဲရည်စားတွေအပြိုင်ထားတတ်ပါတယ်သူ့အတွက်အမြဲတမ်းလိုလိုရည်စားတွေပေါများနေတတ်ပြီး တစ္ဆာရှိမဲ့သူလည်းမဟုတ်ပါဘူးတယောက်ကိုညင်းဝေးလာရင်အခြားတယောက်ကို ပြောင်းလဲချစ်ဖို့ဝင်မလေးတဲ့သူပါတင့်ပေါ်တကယ်မချစ်ဘဲကစားနေတဲ့သူကိုဘယ်လိုပြုမှုတင်လဲမစစ်မှန်တဲ့သူကအစိတ်တောက်တွေပဲပေးတာကြောင့်မို့လို့ခန့်မြန်အဆက်အသွယ်ဖြတ်တင်ပါတယ်သူ့ကိုပုံမှန်လေးလင်းပြောပြပြီးအဆက်အသွယ်ဖြတ်တာကအသင့်တော်ဆုံးပါပဲကိုယ့်ကိုပြန်လေးကုစားပြီးတင့်ကိုတကယ်ချစ်တဲ့သူကိုသာအချိန်ပေးလိုက်ပါ